အားလုံးပဲမင်္ဂလာပါဒီကနေ့မှာကျွန်တော်တို့အားလုံးစိတ်မကောင်းစရာအဖြစ်ပြက်တွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာခွန်အားတွေပေးခြင်းပါတယ်ဘေးရန်တင်ပြည်သူတွေစေတနာဝန်ထမ်းတွေအလှူရှင်တွေနဲ့တနိုင်ငံလုံးကိုရည်ရွယ်ပြီးအားပေးစကားပြောခြင်းပါတယ်မေးရန်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့ပြည်သူတွေအားလုံးကိုကျွန်တော်တို့အထူးပဲစိတ်မကောင်းဖြစ်ရပါတယ်။ခက်ခဲပင်ပန်းတဲ့အချိန်ကာလတွေကိုဖြတ်တန်းနေရတယ်ဆိုတာကိုလည်းနားလည်ပါတယ်။ သင်တို့တယောက်ချင်းစီဟာခွန်အားတွေနဲ့ပြည့်နေနေပြီးဒီခက်ခဲတွေကိုကျော်လွှားနိုင်မယ်လို့ယုံကြည်ပါတယ်စိတ်တက်မကြပဲအချင်းချင်းကူညီပြီးရှေ့ဆက်ကြပါစို့မိရန်တင်ပြသူတွေကိုကူညီဆောက်ရှောက်ပေးနေတဲ့စေတနာဝန်ထမ်းတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်သင်တို့ရဲ့စွန့်လွတ်အနစ်နာခံမှုတွေဟာတကယ်ကိုလေးစားအတူယူထိုက်ပါတယ်သင်တို့ရဲ့စူးစမ်းအထောက်အမှုတွေဟာအများအတွက်မျှော်လင့်ချက်အလင်းရောင်ကိုပေးစွမ်းနိုင်ပါတယ်ဆက်လက်ပြီးအတင်းထားကြပါလို့တိုက်တွန်းချင်ပါတယ်။ မေးရန်တင်ပြသူတွေအတွက်ရရောစွာလှူဒန်းပေးကြတဲ့အလှရှင်များအားလုံးကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။တင်တို့ရဲ့အလှငွေတွေဟာဘေးဒဏ်ခံပြည်သူတွေအတွက်အရေးပါတဲ့အကူအညီတွေဖြစ်စေပါတယ်။တင်တို့ရဲ့စေတနာတွေဟာလူသားချင်းစာနာထောက်ထားမှုရဲ့အကောင်းဆုံးပုံရိပ်ကိုဖော်ညွှန်းနေပါတယ်။ဆက်လက်ပြီးပံ့ပိုးကူညီပေးကြပါလို့မြစ်တာရက်ခံပါတယ်။ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးကိုလည်းစီးလုံးညီမျိုးစွာနဲ့ဒီခက်ခဲတွေကိုကြော်လွားဖို့တိုက်တွန်းချင်ပါတယ်အချင်းချင်းကူညီပေးမပြီးတဦးကိုတဦးအားပေးကြပါစို့ကျွန်တော်တို့အားလုံးစီးလုံးညီမျိုးမယ်ဆိုရင်ဘလို့ခက်ခဲမျိုးကိုမဆိုကြော်လွားနိုင်ပါတယ်မြန်မာနိုင်ငံဟာခွန်အားတွေနဲ့ပြည့်နေတဲ့နိုင်ငံဖြစ်တယ်ဆိုတာကိုသက်သေပြကြပါစို့ မေးရန်တွေကြောင့်စိတ်တက်မကြပဲမျောလင်းချက်အလင်းရောင်ကိုဆက်လက်ဆုပ်ကင်ထားကြပါအနာဂတ်မှာပုံမကောင်းမွန်တဲ့ဘဝတွေကိုတည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့အားလုံးလက်တွဲပြီးကြိုးစားမယ်ဆိုရင်ပျော်ရွှင်စရာကောင်းတဲ့မြန်မာနိုင်ငံကိုပြန်လည်တည်ဆောက်နိုင်မှာပါအားလုံးကိုကျေးဇူးတင်ပါတယ် ဒီကနေ့မှာကျွန်တော်တို့အားလုံးတဦးကိုတဦးကူညီပံ့ပိုးပေးကြဖို့တိုက်တွန်းချင်ပါတယ်။ဒေသံတင်ပြသူတွေအတွက်လိုအပ်တဲ့အကူအညီတွေကိုပေးအပ်ခြင်းအဖြစ်တင်တို့ရဲ့စေတနာကိုပြသနိုင်ပါတယ်။စေတနာဝန်ထမ်းအဖြစ်ပါဝင်ခြင်းအဖြစ်လည်းအများအတွက်အကျိုးပြုနိုင်ပါတယ်။ဒါအပြင်တင်တို့ရဲ့မိတ်ဆွေတွေမိသားစုဝင်တွေကိုလည်းဒီအကြောင်းအရာတွေကိုမျှဝေပေးခြင်းအဖြစ်တိပညာပေးနိုင်ပါတယ်အားလုံးရဲ့စီးလုံးညီမှုနဲ့အတူကျွန်တော်တို့ဟာဒီအခက်ခဲတွေကိုကျော်လွှားနိုင်ပြီးပုံမကောင်းမွန်တဲ့အနာဂတ်ကိုဒီ စောင့်နိုင်ပါပါအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ Bye bye.